DVB Digital Fast ရှမ်းပြည်နယ်လောင်ချုံမြို့နယ်ကတရံမျိုးသားလူမျိုးရေးတပ်မတော် TLNL နဲ့ပူးပေါင်းတပ်တွေကိုစစ်ကောင်းဆောင်ကစူချင်းငွေထုတ်ပြီးသူ့ရဲ့အရာရှိစစ်သည်တွေကိုတိုက်ခိုင်းထားတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့ဧပြီလ29ရက်နေ့ကအင်းနိုင်တပ်နယ်အမှတ်17ချင်းမြန်တပ်မဌာနချုပ်မှာ တောင်ခန်းကနေရှေတန်းပြန်ရာရှိစစ်တီတွေကိုအမှန်ငါးစစ်စင်ရဲ့အထူးတပ်ဖွဲ့မှဒုတိယဗိုလ်ချုပ်ကြီးဖုံမြက်က3600ပေးအပ်ခဲ့ပါတယ်။တောင်ခန်းပြန်ရာရှိစစ်တီတွေကိုဂုံပြုတ်ဝင်ဆိုတာတဲ့ရန်သူဓာတ်ပေါ်ဒီနဲ့လက်နက်ရရှိမှုကိုအခြေခံပြီးတွက်ချက်ပေးခဲ့တာလို့အင်းနိုင်တက်နေတဲ့နီးစပ်တဲ့သတင်းရင်းမြစ်ကပြောပါတယ်။အလောင်းတလောင်းရရင်တသိန်းတနက်တလဲ3သိန်းအရင်ကမပေးနိုင်ဘူးငလျင်ဖြစ်ပြီးမှတက်ကအခုလိုပေးနေတာရှေတန်းကပြန်လာပြီးတပတ်ဆယ်ရက်အတွင်းပေးတာနောင်ချိုကစစ်တီတွေအားတက်အောင်လုပ်တာလို့ပြောပါတယ်။ စစ်ကောင်စီကဧပြီ23ရက်နေ့ကနေဧပြီ30ရက်နေ့အထိအပြည့်ရထားမယ်လို့ထုတ်ပြန်ကြေညာထားပေမဲ့လေကြောင်းကနေဘုံကျဲနေတယ်လို့မြေပြင်ကလည်းလက်လွတ်ထားတဲ့နေမီတချို့ကထိုးစစ်ဆင်နေပါတယ်။မြေပြင်ကထိုးစစ်ဆင်နေတဲ့မြို့တွေမှာ2029ခုစစ်စင်ရေးကာလ2024ခုနှစ်ဇွန်လတုန်းကတန်အမျိုးသားလူမျိုးရေးတပ်မတော် TNL နဲ့မဟာမိတ်ပူးပေါင်းတပ်တွေတိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့နောင်ချုံမြို့နယ်လည်းပါဝင်နေပါတယ်။